ဆက်မှာပြီးတော့မှာလူတွေကြီးပွားပါတယ်တော့ကိုအားလုံးရဲ့ကိုယ်စားလမ်းဆန်းပြပါမယ်ခင်ဗျာအဲမမရကြတော့အခုမင်္ဂလာပွဲဒါလည်းမွေးနေ့ပွဲဆိုင်လာမင်္ဂလာပါပဲเนาะမင်္ဂလာပွဲလေးပါပဲအဲဒါကိုယ့်ရဲ့မင်္ဂလာဒီမွေးနေ့ပွဲလေးကိုဒီလိုခန်းခန်းနားနားလေးလောက်တာကိုလည်းတကယ်အားကြပါတယ် ခါမှာအချစ်ကြောင့်လို့မင်းနဲ့ပူပြီးတော့လားအမြင်နေတော့လားဘယ်ပါအချစ်ကိုအချစ်ကိုစိတ်ဝင်စားတော့နေတော့ဘယ်မှာစပိုင်းတွေကိုဘိုးလို့ပြောပြောပိုအောင်မြင်ရတော့မိမကြီးအာတမီးမသိဘူးရှင်အဲ့ဒါတမီးမသိဘူးတမီးအချစ်ရလာမင်းနဲ့အဲ့ဒါတော့ဟုတ်လဲဟောပါဘောနော်ဟုတ်လေဟောဘာလဲဘာလဲတမိမသိပါဘူးရှင်တမိကကလေးလေးပဲရှိသေးတယ်မသိပါဘူးရှင် ာလို့ဟုတ်လားလို့အဲ့ဒါကျွန်မလည်းမသိဘူးလေဘယ်လိုပေးရလဲအဲ့ဒါဟဲ့ဘယ်လိုပေးကြည့်ရလဲဟုတ်ကဲ့အဲ့ဒါဆိုအဲ့လိုတော့လည်းပြောလို့တော့မရပါဘူးเนาะဆက်နာပြတယ်လို့ပေါ့ဒါလည်းမြန်မာစကားကိုလို့ထမင်းအကုန်စားစကားအကုန်ပြောနေဆိုလို့အဲ့ဒါတော့မသိသေးဘူးပေါ့เนาะကိုလည်းအဲကျောင်းကဆိုတာနေသေးရဲ့ဆိုတော့အင်းကျောင်းဝင်ထပ်ပြီးပြောပါမယ်တက်တက်တည်းရဲ့ဟုတ်ပါပြီခေါ်လိုက်နော်ခေါ်လိုက်မယ်နော် ိုက်စီကိုဒါမွေးနေ့ဖိတ်တာပေါ့နော်မွေးနေ့ဖိတ်တော့ကျွန်တော်လာဖိတ်တာပါမိုက်เนี่ยအစကလေးကဈေးဝယ်ဒီကျွန်မဆိုင်မှာလာဆိုင်ထဲမှာခင်းတာခင်းတော့မိုက်ရလဲအဲဒီခဏခဏဝယ်ဆိုင်ထဲမှာနေမွေးနေ့ကြညီမလေးလာခဲ့တော့လေမဖြစ်မနေလာမှာတဲ့ဖိတ်တယ်ဆိုပြီးတော့မဖိတ်လို့လာဖိတ်တာပါရှင်အကြပါလေကျွန်တော်တို့အကြတယ်မမိုက်ဆိုရင်မမအုပ်ပေါ့နော်ဘာလို့ဆိုဒီလိုမျိုးဟို ပြောရတော့လူကစူးစမ်းလို့ပဲဖြစ်မြောက်လာပါတော့နေ့အနေငယ်ပြောမှဆိုလို့ရှိရင်မမိုင်ဆိုရင်ဒါအများကြီးပဲအောင်မြင်လာတယ်လူချစ်လူကင်ပိုင်းမှာလူချစ်တဲ့အပိုင်းမှာဆိုလည်းအများကြီးပဲပေါ်လာရပေါ့နော်အဲအဲ့ဒါကြီးလည်းအကုန်လုံးအတူယူရပါတယ်ကျွန်တော်အတူယူရမမိုင်ရဲ့ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဒါအထူးတလဲလာပြီးတော့အချိန်ပေးပြီးတက်ရောက်ဖြစ်တာပေါ့နော်အဲကျွန်တော်တို့အပြင်ကဘယ်လိုမျိုးခင်ပြတယ်လဲဆိုတော့မိန်းကလေးချင်းချင်းဖြစ်လို့လဲပို့ပြီးတော့ခင်ပြတာပေါ့နော်ပြီးတော့မမိုင်ကလည်းပို့ပြီးတော့လို့ပြမယ်ကျင်းလင်းကျင်နာရတဲ့အဲတခုဆိုလို့ရှိရင်ပြောပြရဲမြန်မာလေးဒါကဒီလိုလိုဟိုကဆိုလိုဟိုလိုလိုအဲပွဲနေပါတယ်ဆိုလို့ရှိရင်အဲ့လိုပဲ ိုက်လို့လည်းမကြော်ပြစ်သေးရပဲရှိရပါတော့အဲဟိုဘွဲဆိုလို့ရှိရင်လည်းခေါ်ဒီဘွဲဆိုတဲ့အမျိုးတော့အကျဉ်းထားတတ်တယ်ပေါ့နော်အကုန်လုံးလမ်းပြတယ်မင်းလေးချင်းဖြစ်တဲ့အတွက်ကြောင့်ဒီခုဆိုရင်တနိုင်မင်းမင်းနဲ့တိုင်မင်းဖြစ်တဲ့အမိုက်ဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အခင်ဖြစ်တာပါဟုတ်အမိုက်ရတာတယောက်တည်းဥဆောင်နေတယ်ကျမကတော့မိသားစုနဲ့ပေါ့နော်အဲထောက်တိုင်နေတဲ့အဲသွားတာပါအမိုက်ရတော့ပို့ပြီးတော့တော်တာပေါ့အမိုက်ကတော့အတွေ့အကြုံအားကြရတဲ့နေရာလေးတွေပဲအရ အကြံပေးဆောင်းနာပြောသလိုကျင်နာနဲ့တာပေါ့နော်တွက်လေအဲသူ့ပတ်ဝန်းကျင်မှာရှိရတဲ့သူတွေရောသူကိုယ်တိုင်ရောကျင်နာရှိရပြီးတော့အဲ့အဲ့ဒီဟာလေးကအများကောင်းတယ်ပေါ့နော်ကျင်နာတဲ့ဟာရှိမြေနှွေးထွေးမှုဟာလေးရှိမြေကျွန်တော်သူနာကလိုက်တာနဲ့ရင်ဟိုဘယ်လိုပြောရမလဲဟိုရှေရာမိုးကမရှိဘူးအကျဉ်းနာမှုတွေမြင်ရတယ်နှွေးထွေးမှုတွေမြင်ရတယ်အဲ့ဒါလေးကကိုယ်မမိုက်စီကနေယူပစ်တဲ့အရာလေးပေါ့နော်ဟုတ်တယ်ဒီလိုမျိုးရှော်ရှယ်လေးကောင်းလို့မလို့အဲ့ဒါဒီ တန်းတစ်ခုမှဝင်တာပေါ့နော်ကျမကလည်းဒီလိုပဲမမကြီးကိုဒီအတူယူပြီးတော့မှဘယ်သူနဲ့ပဲတွေ့တွေ့ပေါ့နော်အဲဒါကျင်နာမှုနှွေးထွေးမှုပေးရမယ်ဆိုရင်ဒီအတူယူစရာလေးတော့တွေ့ပါတယ်အမမကြီးကတော့တော့လိုက်မမီဘူးနော်လူရဲဆက်လက်နဲ့မကွာကြည့်နေတာနဲ့လေအဟိုသတင်းချွတ်ပွဲနဲ့လှူတယ်တစားနဲ့လှူတယ်တကူးလား မြန်မာတို့ရဲ့လက်မှန်သမျှမှာအလူတွေအကုန်လုံးလုတ်တာမမကြီးပဲအချောက်ပါတယ်လူကြီးဆက်လက်နေမှာပေါ့နော်အဲမမကြီးကကြတော့အခုမင်္ဂလာပွဲဒါလည်းမွေးနေ့ပွဲဆိုင်လာမင်္ဂလာပါပဲနော်မင်္ဂလာပွဲလေးပါပဲအဲဒါကိုယ့်ရဲ့မင်္ဂလာဒီမွေးနေ့ပွဲလေးကိုဒီလိုခန်းခန်းနားနားလေးလုတ်တာကိုလည်းတကယ်အချောက်ပါတယ်မင်္ဂလာတယောက်ဖြစ်တယ်ပြီးတော့ဟိုကိုယ်ကိုယ်တိုင်ဥဆောင်ပြီးတော့မှအဲဘယ်လိုပြောမလဲအင်္ဂလိပ်ကိစ္စရေးရာတွေရောစီဝါရေးတွေရောအကုန်လုံးလုပ်နိုင်တဲ့အပြင်အခုကိုယ့်ရဲ့မွေးနေ့လေးမှာကျွန်မတို့ကမှမလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်ဘူးလားမွေးနေ့ဖြစ်တဲ့ကြောင့်မိသားစုနယ်ပဲအခြေယုံလေးဖြစ်တတ်တာများရယ်ပေါ့နော်ဒီလိုချစ်ရတဲ့မိဆွေတွေနဲ့တခန်းတနားကြီး လုပ်ဖြစ်ဘူးဒါပေမဲ့မမရဲ့ကျတော့မိနစ်ကလည်းလုပ်တယ်ဒီနေ့လည်းလုပ်တယ်အဲဒီတော့ဒီနောက်နောက်နှစ်ပေါင်များဆောင်မှာလည်းအခုတစ်ထက်ပို့ပြီးခန်းထားတဲ့ပွဲနဲ့အခုတစ်ထက်ပို့ချရသူတွေနဲ့အဲတွေ့ပြီးတော့ပြဆွနောက်ပွဲခဏနေမှာစင်လို့ဆန္ဒပြပါတယ်ကျမရဲ့ပေါ့ကျမရဲ့ရှိမှာကျမအားလုံးကိုလည်းရေးရှိပါတယ်သူတို့ရဲ့ဥစ္စာပါတယ်ဆိုရင်ကျမတို့ချော်ရဲပြီးပါ ့လားလို့ဟုတ်လားလို့အဲ့ဒါညီမလည်းမသိဘူးလေအဲ့ဒါလေးကြောင့်အဲ့ဒါလေးတော့မေးကြည့်ရတယ်ဟုတ်လားအဲ့ဒါဆိုတော့အဲ့လိုလိုလည်းပြောလို့တော့မရပါဘူးเนาะဆန္ဒပြတယ်လို့ပေါ့ဘယ်လဲညီမစကုံကလုံးထမင်းအကုန်စားစကားအကုန်ပြောနေဆိုလို့အဲ့ဒါတော့မသိသေးဘူးပေါ့နော်ကိုလည်းအဲကျောင်းကဆိုတာနည်းသေးရယ်ဆိုတော့อืมကျဝင်ထပ်ပြီးပြောပါမယ်တက်တက်တည်းရဟုတ်ပါပါခေါ်လိုက်နော်ခေါ်လိုက်မယ်နော်ဟုတ်တော့